ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့တွေဒီခဏတော့ Grade 11 English Unit 8မှာပါတဲ့ Make and Do AV Vocabulary AMB ကိုတူတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Channel လေးကနေ Grade 11 12နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တက်ဆက်ပေးတော့မှာဖြစ်လို့ Channel လေးကို Subscribe မလုပ်ရသေးရင်ဥစွာ Subscribe လုပ်ပေးဖို့မြင့်တမ်းရခံပါစေဒါဆိုရင်ကျွန်တော်တို့ Make and Do ကိုကြည့်ကြရအောင်ခင်ဗျာကျွန်တော်ဒီ vocabulary နဲ့ comprehension နဲ့ရောတပေါင်းတစည်းတည်းကျွန်တော်ဒီ unit 8မှာကျွန်တော်ဖြေထားပြီးသားရှိပါတယ်ခင်ဗျာအကရေတပေါင်းတစည်းတည်းကြည့်ကျင်နေဆိုရင်တော့ညာဘက်တောက်မှာပေါ်လာတဲ့ video link လေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့တပေါင်းတစည်းတည်းကြည့်လို့ရမှာပါ okay ခုကတော့ကျွန်တော် make and do ကိုတက်တက်ခွဲထုတ်ချင်လို့ပါ okay make and do နခုလုံးကတော့ပြုတ်လုတ်တည်ဆိုတဲ့အဓိပ္ပာယ်ပဲရှိပါတယ်သို့တော်ညာလည်းဘလူတွေကွာခြားသွားတယ်လဲစစ်ကြည့်ကြရအောင် make means create or prepare something make ဆိုတဲ့အဓိပ္ပာယ်ကတဲ့ create ဖန်တီးတာ prepare something တခုခုကိုပြင်ဆင်တာ make ရဲ့သဘောတဘာဝကသူက reset ထောက်အောင်လို့လုပ်တာပေါ့နော် make something သူက create or prepare something ဖြစ်ပါတယ်တဲ့ okay do ကြတော့ရော do means perform an activity or a task ဒူးကြတော့ activity တခု action တခုကိုလုပ်တာဗျာဒူးကတော့ action တခုကိုလုပ်တာ make ကတော့ prepare လုပ်တာပြင်ဆင်တာဖန်တီးတာဒူးကြတော့ activity တော့မဟုတ် task လုပ်ငန်းတခုတော့မဟုတ် action action တခုကိုပြုလုပ်တည်ပါပဲတဲ့ ။ Okay example တွေနဲ့ကြည့်မှရှင်းပါခင်ဗျာ။ Sometimes they can be used interchangeably. တခါတရံတော့သူတို့ကိုကျွန်တော်တို့ဒီ changes လုပ်ပြီးတော့မှသုံးလို့ရတယ်တဲ့ make နဲ့ do နဲ့ကိုကြိုက်တာနှစ်ခုလုံးကိုကြိုက်တာသုံးလို့ရပါတယ်တဲ့။ Okay example တွေကြည့်ကြရအောင်။ The two artists had recently come to New York to make their living. ဒီပကြီးဆရာနှစ်ယောက်ဟာနယူးယောက်မြို့ကိုမကြာသေးမီကမှာ သူတို့ပတ်စံရှားဖို့အတွက်သူတို့ရောက်လာကြတာဒါပေမဲ့ make their living ဖြစ်ပါတယ် okay ဒါတော့ their living ဆိုတော့ living ဆိုတာပတ်စံခင်ဗျတိကက their living ဆိုတာပတ်စံဆိုတော့ဒါကပတ်စံပြုလုပ်တာပတ်စံဖန်တီးတာလို့ယူဆမှာပေါ့နော်ဒါကြောင့်မို့ make ကိုသုံးတာဖြစ်ပါတယ် what are you doing i am making an omelet မင်းဘာလုပ်နေရလဲဒါကြတော့ तू လုပ်နေတဲ့ activity ကိုမေးတာ तू လုပ်နေတဲ့ action ကိုမေးတာအဲ့တော့ what are you making အဲ့လိုလည်းမေးလို့ရတာပေါ့နော် what are you making ဘာတွေဖြန်တီးနေရလဲဘာတွေပြင်ဆင်နေရလဲလို့မေးလို့ရပါတယ် I'm making an omelette. Okay? What does he do for a living? Omelette is what the What does he do for a living? Do the He makes twines. Do a you create Makes twine. Okay, I make or do the best this morning. The meaning are. အိယာသိမ့်မယ်ဒါမှမဟုတ်အိယာပြင်မယ်နှခုလုံးပြောလို့ရပါတယ် if you like မြင်ကြိုက်မယ်ဆိုရင်ပေါ့ okay ဒါဆိုရင်တော့ခြုံပြီးတော့ပြောရရင် make က create something prepare something ဒုကြတော့ perform an activity or task ဖြစ်တယ် make ကတခုခုကိုဖန်တီးတာဒီပြင်ဆင်တာဒုကြတော့ action တခုကိုပြုမှုဆောင်ရွက်တဲ့နေရာမှာ do ကိုသုံးတာဖြစ်ပါတယ် okay making do go with particular nouns make နဲ့ do ဟာတဲ့ ဒီတချို့နန်တီးတဲ့နန်နေနဲ့တွဲပြီးတော့မှအတူတူသုံးပါတယ် they are used in first phrases သူကိုပုံဒီ phrase လိုက်သုံးတာပေါ့နော်ဘာကြောင့်မို့ဒီလိုသုံးရတာဘာကြောင့်မို့ action ကြောင့်မို့ do ကိုသုံးတာဒီ create လုပ်တာကြောင့်မို့ make ကိုသုံးတာအဲ့လိုမဟုတ်ဘဲနဲ့ပုံဒီသုံးတဲ့ phrase တွေရှိတယ်တဲ့ဘလို့ဟာလဲ okay make mistake do wrong ဆိုတာမျိုးပါတဲ့အဲ့တော့အဲအလုံးတည်တဲ့အတိုင်းပဲဗျာ every rules has its exception လောတိုင်းဥပဒေတိုင်းမှာသူ့ရဲ့ချွင်းချင်းချက်ဆိုတာရှိတာပဲဒါကြောင့်မို့ကျွန်တော်တို့ကဒီ make နဲ့ do ကိုအတိမထမဲ့စား collocation ရတွဲပြီးတော့မှမှတ်တာလေပို့ပြီးတော့မှအင်ပြစေပါလိမ့်မယ်နောက်ဆုံးကျွန်တော်တို့ exercise ကိုကြွားကြရအောင် fill each blank when make or do as in the example given below အောက်မှာပေးထားတဲ့နမူနာတွေအတိုင်းဒီ quadrant တွေထဲမှာတဲ့ make နဲ့ do နဲ့ကိုထည့်ပေးပါတဲ့ okay သူပေးထားတဲ့ number 1မှာ make and arrange agreement do justice နော် make an agreement agreement ဆိုတာဒီသဘောတူညီမှုဆိုတာဒီ action မဟုတ်ဘူးခင်ဗျာဒါကြောင့်မို့ make လို့သုံးတာ just ကြတော့တရားမျှတမှုဆိုတာဒီအနေကန်းကတော့ noun ဆိုရင်အဲသူကလည်းဘယ်လိုပြောမလဲ action မဟုတ်ဘူး activity မဟုတ်ဘူးသူကလည်း something လို့ပြောမှာပေါ့နော်သူတို့ညာလည်း do just လို့သုံးတယ်လို့ပဲမှတ်ထားမှာစဉ်းပြပေးတယ်နဲ့ Okay ဒီကတော့ in experiment ဆိုတာကတော့လက်တွေ့စမ်းသပ်မှုဆိုတာကတော့ဒါက action ဖြစ်တဲ့အတွက် do နဲ့ပဲသုံးမှတ်ရမှာ a progress progress ဆိုတာကြတော့တိုးတက်မှုဆိုတော့တိုးတက်မှုဆိုတာက action မဟုတ်ဘူး action မဟုတ်တဲ့တွေ make နဲ့ပဲသုံးပါရမှာ good ကိုကြတော့ကောင်းကောင်းဒါကြတော့ do good လို့ပဲရှိတယ် make good လို့မရှိဘူးเนาะ do do the good thing ဆိုတာမျိုးပေါ့အဲ့တော့ဒါ best ဆိုတာကြတော့လဲ do my best i should do my best okay ဒီပဲသုံးတော့များတယ် housework housework ကြတော့သူကအိမ်လုပ်တွေဆိုတော့ activity တွေဒါကြောင့်မို့သူ့ကို do ပဲသုံးရမယ် a trip a trip ကြတော့ခရီးခရီးကိုလည်းကျွန်တော်တို့က activity လို့ပြောလို့တော့ရတယ်သို့တော့ညာလဲသူက do နဲ့ပဲတွဲသုံးရတယ်เนาะ sorry make နဲ့ပဲတွဲသုံးရတယ်ဒီနေရာမှာကျွန်တော်တို့က trip ဆိုတာခရီးသွားတာဒါ activity ပဲဆိုရင် action ပဲဆိုပြီးတော့မှ do မသုံးပါဘူးလေ a trip ခရီးခရီးစဉ်ကိုပြုလုပ်တည်ပြောမှာခရီးစဉ်ကိုဖန်တီးတည်လို့ပြောလို့ရမလားဒါအတွဲလိုက်မှထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ် a loss loss ဆိုရှုမှုဆိုရှုမှုဆိုတာကလည်းကျွန်တော်တို့ action mode တွေအတွက် make ပဲသုံးရမယ် ဟမ်ဟမ်ဆိုတော့တိခိုက်တန်ရာရမှုဒါကလည်းဒီတက်ရိုက်ပြောမယ်ဆိုတော့သူကလည်း action မဟုတ်ဘူးတို့တော်ညာလည်းဒါကဒူးနေပဲသုံးရတယ်တဲ့ sorry make နေပဲသုံးရတယ်တဲ့ make ham ဒီကတည်းကရစီသည်ဒါကဟိုဖန်တီးဒီဖန်တီးတယ်လို့ပြောမှာပေါ့နော် okay noise ဆူညံတန်ဆိုတာကလည်းကျွန်တော်တို့က action မဟုတ်ဘူးဒါဒီ something တစ်ခုခုဖြစ်နေပြီဖြစ်တဲ့အတွက်ဖန်တီးလို့ ရလာတဲ့ရလာတစ်ခုဖြစ်နေဖြစ်တဲ့အတွက် make ပဲသုံးရမယ် make noises ဒါကြတော့ favor ဆိုတာကအကူအညီတောင်းတာအကူအညီအကူအညီတောင်းတာအကူအညီပေးတာကို favor လို့သုံးတာဆိုတော့ဒါကတော့ကျွန်တော်တို့က do me a favor လို့ပဲပြောကြတာလေဗျာ do ပဲသုံးရမှာဖြစ်ပါတယ် okay promises promises ဆိုတာဂတိဂတိဆိုတာကလည်းကျွန်တော်တို့က action မဟုတ်ပဲဗျာဒါကြောင့်မို့ make promises ပဲပြောရမှာ okay a mistake mistake ကြတော့ရောအမှားတယ်အမှားကြတော့ကျွန်တော်တို့က ဒီ action မဟုတ်တော့ဘူးเนาะ message ဆိုအမားဆွဲထွက်တာလဲ make ပဲတော့မှာပေါ့ဗျာ washing up the washing up ဆိုတာကဆေးကြောတာဆိုတာဒါက action ကြီးအဲ့တော့သူက action ဖြစ်တဲ့အတွက် do နဲ့သုံးရမှာ exercise လဲ action ပဲဒါကြောင့်မို့ do နဲ့သုံးရမှာဖြစ်ပါတယ် okay ဒါဆိုတော့အားလုံးစီပြောလိုက်မယ်လို့ထင်တယ်အဲ့တော့ result ထထားတဲ့ကိစ္စမျိုး pending နေတဲ့ကိစ္စမျိုးဆိုရင်တော့ make နဲ့သုံး action ဆိုရင်တော့ do နဲ့သုံးတချို့ဟာတွေကတော့တွဲမမှတ်ထားမှာပဲအဆင်ပြေနေမယ်လို့ထင်တယ် okay ဒါဆိုရင် b ကိုတော့ကြောင်းဆိုဗျာ complete each plan when the correct form of make or do make နဲ့ do ရဲ့မှန်ကန်တဲ့ပုံစံနဲ့ထည့်ပေးရမှာ make နဲ့ do တမလေးကိုသူ့ရဲ့မှန်ကန်တဲ့ပုံစံကိုလည်းပြောင်းပေးရမှာပဲဖြစ်အောင်လို့ပေါ့နော် okay in the mornings မနေ့ပိုင်းတွေမှာဆိုရင်ဒေါ်လေးမေဒေါ်လေးမေဟာ a few jobs around the house and then takes a rest for wine ဒေါ်လေးမေဟာမိဘဝန်းကျင်အလုပ်ချို့လုပ်ပြီးတော့မှသူကခဏတာနားယူတယ်တဲ့ a few job job ဆိုတာကတော့အလုပ်တာဝင် အလုပ်တွေဆိုတာက action လို့ပြောမှာပေါ့နော်ဒါကြောင့်မို့ you ပဲသုံးရမှာအဲ့တော့သူကဒေါ်လေးမီကအနေဖြစ်တဲ့အတွက် dash ပါဒီနေမှာ correct form လို့ပါတာဖြစ်တဲ့အတွက်ပါဒီနေမှာ correct form လို့ပါတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကမှန်ကန်တဲ့ဘက်ပုံစံနဲ့ပြောင်းပြရမှာဖြစ်တယ် number 2 The astrologer told me that I would blah 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 a lot of money next year. Astrologer ဆိုတာက ရှစ်ပြဟောတဲ့သူဘေးရင်ဆောက်လို့ပဲအလွယ်ဆိုအလွယ်ဆိုပါဆို a l o t of money. 뺏산 묘냐 소라디. 저너루가 action 못부 action 못도 저너루 바동 말에 make 배 동아 마디니아마가 word 피대 되대비가 v r infinite 되 피해 마저 뭐 make 바베. Number 3. All you have to 다가로 r a p the lotion lotion 오 into your scarf. scarf 소라가 우이 비하고 라우 비하고 make လိုရှင်းကိုမေ့ဦးရမှာပွင့်ရုံမဲဆိုတော့ဒါကြီးက action ကြီးတွေညာနော်ဒါတော့ဘာဘာသုံးမှာလဲကျွန်တော်တို့က do ပါပဲ all you have to do is ဒါတော့အမြဲတမ်းကြားနေကြစကလုံးမှာ okay number 4 collab has joined in international it company and now he blah blah us dollar 200000 a year okay အဲ့တော့ collab ဟာတဲ့ international ပြည်ပဆိုင်ရာနှိပညာကုမ္ပဏီတစ်ခုနဲ့သူဆက်ဆက်ပြီးတော့မှလုပ်နေတာဟာတဲ့အခုဆိုရင်သူဟာတနည်းကို ဒေါ်လာ90ရာထောင်တောင်းသိန်းဒေါ်လာ2သိန်းရနေပြီအဲ့တော့ဒေါ်လာ2သိန်းဆိုတာကြီးကကျွန်တော်တို့အရှင်မဟုတ်ဘူးလေဗျာအဲ့တော့ဘာသုံးမှာလဲ make ပါပဲ makes grandpa often bring sweets to the children help the clay တွေပျော်ရွှင်စေဖို့ရန်အဲ့တော့ဒီနေ့မျိုးနဲ့စမ်းစားကြည့်လိုက်ရင်တော့ clay တွေပျော်ရွှင်စေတာကအရှင်ကြီးမဟုတ်ဘူးလားဆိုတော့ဒါကဟို grandpa လုပ်တဲ့ action မဟုတ်ဘူး clay တွေပျော်ရွှင်သွားတာ clay တွေကလုပ်တဲ့ action အဲ့တော့ clay တွေပျော်ရွှင်စေတာကဒါကြ တို့တို့က result လိုပဲယူဆလို့ရမှာဒါကြောင့်မို့ to make the children help you ပါပဲ okay uncle has blah 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 an appointment to see the dentist အဲ့တော့ appointment ဆိုတာကတော့တကယ်ပြောရင်အာ appointment ဆိုတာအရှင်ကြီးပဲမဟုတ်ဘူးလားလို့ယူဆလို့ရှိတယ်တို့ညာလဲကျွန်တော်တို့ do the appointment လို့ဘယ်တော့မှမသုံးဘူး made appointment လို့ပဲသုံးရမှာ has ဆိုတဲ့အတွက်ဘက်တရီသုံးရမှာပေါ့ဗျာ has made an appointment to see the dentist number 7 we a very interesting experiment in chemistry today okay a very interesting experiment ဆိုတာကြီးကအရှင်ကြီးဖြစ်တဲ့အတွက်ကျွန်တော်ဘာပဲသုံးမှာလဲ expect သုံးရတော့မှာဘာဆို today ဆိုတဲ့ tense တော့မို့ today ဆိုတာအဲ့တော့ past tense သုံးရမှာပါနံပါတ်8 don't noise annoys ဆိုတာကကျွန်တော်တို့ကအရှင်မဟုတ်တော့ဆူညံတန်ဆိုတဲ့အတွက်ဒါကြီးက produce လုပ်ထားပြတဲ့ဟာ create လုပ်ထားပြီးသားဟာကြီးဒါကြောင့်မို့ don't make noise နံပါတ်9 my sister has a good impression in her new job to allow them mm ma -hmm. de the lo byo ma le good impression so ra thin chi mu ya au tu kaung kaung lout tha nai ne lo byo yin na အဲ့တော့ good impression ဆိုတော့ကောင်းကောင်းထင်ကျေးမှုဆိုတာဒီအရှင်မုတ်တော်ဟူတဲ့ကြီးက resort တခုဖြစ်နေပြီ။အားကြောင့်မို့ mate ပဲသုံးရပါမယ်။ number 10 Zozo so, does so, not any extensive reading though he is a high school student. Zozo so, ဟာတဲ့ so, huh, extensive reading ဆိုတာကကြည်ကြည်ပြင့်ပြင့်မဖတ်ဘူး though he is a high school student သူဟာထက်တန်းကျောင်းသားတယောက်ဖြစ်နေလို့ညာလဲကြည်ကြည်ဖတ်ကြည်ကြည်ပြင့်ပြင့်ဖတ်မှတ်လေ့လာမှုကိုသူဘာမှမလုပ်ဘူးတဲ့အဲ့တော့ do သုံးမလား make သုံးမလားအဲ့တော့ extensive reading ဆိုကြည်ကြည်ပြင့်ပြင့်ဖတ်ခြင်းဒီကျွန်တော်တို့က action လို့ယူဆရမှာကြောင့်မို့ do ပဲသုံးရမှာပါ okay ဒါဆိုရင်တော့အလုံးစင်ပြသွားလိမ့်မယ်လို့ထင်တယ် SMPD များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှချစ်ပေးပေးပါဗီဒီယိုလေးကိုသုံးသိချစ်ပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြအောင်အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးပြဖို့မြစ်တရခံပြရစေခင်ဗျာ bye bye